င်္ဂလာပါရှင်ဘာမစ္စတရာရီကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့မျက်နှာဖုံးဆုပ်အထက်တန်းကြောင်းသားသူရဲကောင်းအဖွဲ့ရဲ့အပိုင်းနှစ်ကိုတင်ဆက်ပေးမှာပါကင်းစွန်ချိုကိုတစ်ချက်ထိုးလိုက်နေတာကြောင့်အကုန်လုံးဟာအံ့အားတင့်သွားကြတာပါဒါပေမဲ့လည်းပီကောင်းတယောက်ကတော့စက်တိုက်ပဲခံမဲခံနေရပြီးတော့ကြောင်းကိုငရေဖြစ်အောင်လှုပ်ပေးမယ်လို့ဆိုကထိုးနှက်နေတာဖြစ်ပါတယ်အဲ့ဒီချိန်မှာတော့ဂန်ယွန်းကီတယောက်ကသူ့ကိုပြောပြတာကိုတတိယသွားတာပါအဲ့ဒါကတော့ရန်စားဖြစ်ရင်လက်တီးနဲ့မှီရဲ့နေရာမှာနေရင်တော့တစားစီဖြစ်မှာကြောင့် ဘလို့ပဲဖြစ်ဖြစ်ကက်နေပြီလုံးထွေးတက်ပုတ်လိုက်လို့သူ့ကိုအကြံပေးခဲ့တာပါ။ဒါကြောင့်ပဲခင်စွန်းကျုံကိုဖတ်ထားလိုက်ပြီးတော့လေကားတက်တွေကလည်းအတူတူစဉ်ချသွားလိုက်ပါရယ်။အဲ့ဒီအချိန်ကျောင်းခင်စွန်းကျုံတယောက်ဟာခြေရောက်ကိုထိသွားတဲ့အချိန်မှာပဲဦကျောင်းကတော့သူ့ကိုလုတ်ခဲ့တဲ့အတိုင်းပြန်လုံးလိုက်တာကြောင့်ခင်စွန်းကျုံတယောက်ဟာမထနိုင်တော့ပါဘူး။ပြီးတော့သွေးဆိုးနေတဲ့အဝတ်ကိုလည်းခံယုံးကီနဲ့လဲဝတ်လိုက်ပြီးတော့ဒရယာတွေကိုဖုံးဖို့ BB cream ပါပေးလိုက်ပါသေးတယ်။နောက်ရကျောင်းမိုးပေါ်မှာတော့ ခင်စွန်ကျိုတို့အုပ်စုကတော့သူတို့အထက်စီနီယာတွေစီမှာဤကြောင်းကိုရှုံးခဲ့တဲ့အတွက်ပညာပေးခံနေရတာပါပြီးတော့အုတ်ခဲနဲ့မရိုက်နိုင်ရင်သိမယ်ဆိုပြီးတော့လေချင်းချောက်လိုက်ပါသေးတယ်။ဒါကြောင့်မလွဲတာတဲ့အစုံမှာတော့ခင်စွန်ကျိုတယောက်ဟာလေကျောင်းဆင်းတဲ့အချိန်မှာဤကြောင်းရဲ့နောက်ကနေဒုံနဲ့ချောင်းရင်လိုက်တာကြောင့်ဤကြောင်းဟာစိတ်ယုံတင်လိုက်ရတာပါစိတ်ယုံမှာတတိယလာတော့စေးသွင်းထားတာတွေကိုဖြုတ်ပြီးတင်းနှန်းသွားဖို့ထားတဲ့အချိန်မှာအဖေနဲ့အမေရောက်လာတာကြောင့်စေးပြန်သွင်းနေရပါတယ်အဖေဖြစ်သူကတော့ဘလို့ဖြစ်တာလဲလို့မေးတော့ ခံယုံကီကလှေကားကနေပြုတ်ကြတာဆိုပြီးတော့လိန်ပြောလိုက်တာပေါ့အမေဖြစ်သူကလည်းအပြင်ခနာကိုထွက်ထိုင်နေတော့မှ အရေးပေါ်ဝင်လာတဲ့လူနာတယောက်ကိုမြင်ပြီးသူ့သားအကြီးဆုံးတိတ်ဆုံးလုံးကဖြစ်ရက်ကိုပြင်မြင်အောင်ကအသက်ရှူရခက်နေချိန်မှာပဲအပြစ်စိတ်နဲ့ခင်ဆွန်းကြုံတယောက်ရှောက်လာခဲ့ပါတယ်ပြီးတော့ဦးကြောင်းမေကိုအစဉ်ပြေးလာမေတော့ကျောင်းယူနီဖောင်းတူနေတာကြောင့်ဦးကြောင်းရဲ့တငယ်ချင်းလာလို့မေးလိုက်တဲ့အခါမှာတော့တောက်မဲ့စကားပြောရင်းနဲ့ပဲထွက်သွားခဲ့တာပါခေယုံကီမှာတော့ဆေးရုံမှာမေမျောနေတဲ့တငယ်ချင်းတယောက်ရှိပါတယ် တောက်ရက်ကျောင်းမှာကင်စွန်းကျုံဟာစီနီယာရရှိမှဥကျောင်းကိုမခေါ်လာနိုင်လို့ထပ်ပြီးတော့နှိမ့်ဆက်ခံရပြန်တာပါကင်စွန်းကျုံကဥကျောင်းကိုရိုက်လိုက်ပြီးတဲ့နောက်ပိုင်းမှာဘာပြဿနာမှကိုမဖြစ်ဘဲနဲ့အေးစစ်စစ်နေကျင်တော့တဲ့သူပါဒါပေမဲ့ချွဲဦးတို့ကတော့လမ်းပြလိုက်တာကြောင့်ပဲအတန်းတဲကိုရောက်လာပြီးတော့နေလစာစားချိန်မှာခေါင်းမိုးထက်ကိုလာဖို့စီနီယာတွေကဥကျောင်းတို့ကိုချိန်လိုက်ပါတယ်ခေါင်းမိုးတက်ရောက်တော့ဘာပြဿနာမှမတက်ချင်တဲ့ဥကျောင်းကစီနီယာတွေတောင်းမှန်ခိုင်းတယ်လို့ကင်စွန်းကျုံကိုတောင်းမှန်လိုက်တာပါ ဒါရီမပြီးသေးပဲနဲ့ဧကရောင်းကိုခက်ပြင်းပြင်းထိုးဖို့ဂင်ဆွန်းဂျိုကိုလည်းအမိတ်ပေးလိုက်ပါသေးတယ်။ဒီလိုအနိုင်ကျင့်တာကိုစိတ်ကုံသွားတဲ့ဂင်ဆွန်းဂျိုကတော့သူတို့ပြောသလိုမလုပ်ခဲ့ပါဘူး။အဲဒါကြောင့်ပဲဂင်ဆွန်းဂျိုဟာဒုံးနဲ့အသေးအလေးကိုအယိုက်ခံနေရတာပါ။ဒါကိုဆက်ပြီးတော့မကြည့်နိုင်တော့တဲ့အဆုံးမှာတော့ဧကရောင်းကလည်းဝင်ပါလိုက်ရင်ဒုတ်ကိုနှမ်းဆွဲလိုက်တော့ကန်ယုံကီကိုလည်းဒီကောင်စုပ်ကိုရှင်းပြရင်သူ့အရှိမဘယ်နှယောက်ရှိသေးလဲဆိုပြီးလှမ်းမိလိုက်ပါတယ်။အဲ့ဒီအချိန်မှာတော့ကန်ယုံကီကနှစ်ယောက်ရှိသေးတယ်လို့ပြန်ဖြေလိုက်တာကြောင့် အဲ့ဒီမြောက်ကိုရှင်းထုတ်ပြီးရင်နောက်ထပ်ရံဖြစ်စရာမလိုတော့ဘူးမလားလို့ပြောလိုက်ရင်းနဲ့စီနီယာဖြစ်သူကိုတစ်ချက် ထိုးလိုက်ရင်အပိုင်းနဲ့ဟာလည်းပြီးဆုံးသွားခဲ့ပါတယ်အပိုင်းတော့မှစီနီယာဖြစ်သူကိုဝီကီယောင်းတို့ဘလိုမျိုးထိုးနှက်ကြမလဲပြီးတော့ဂင်ဆွန်ကျွန်းနဲ့ဝီကီယောင်းတို့ကရောဘလိုဆက်ဆံရေးဖြစ်သွားကြမလဲစောင်းကိုရောနောက်ထပ်ဘလိုလူတွေရောက်လာအောင်မလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတွေတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့ဗီဒီယိုဒီတိုင်းမှာသိနိုင်ဖို့ notification လေးကိုလည်းနှိပ်ထားပေးဖို့မေ့ပါနဲ့နော်။